မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့အိန္ဒိယနိုင်ငံကအိန္ဒိယလူမျိုးတွေ food challenge အစားအစာမျှဝေပြီးဂိမ်းကစားပုံ အထူးစမ်းလေးကိုတင်ဆက်မျှဝေပေးလိုက်ပါတယ်ဒီမှာဆိုအိန္ဒိယအမျိုးသမီးတက်တက်ကို ရှင်ပြန်ခိုင်းတာပဲဖြစ်ပါတယ်ဒီအစီအစဉ်ကို အစီအစဉ်ကို လုပ်တဲ့အိန္ဒိယအမျိုးသားကဖေးကနေပြီးကြည့်ကြပေးတယ်ကလေးတွေကလည်းအားပေးတယ်လူကြီးတွေကလည်းအားပေးနေတယ်ဘလုံးလေးကိုထောက်ပြီးပြစ်လိုက်ထောက်ပြီးတော့ခွက်ထွဲဝင်အစားစားရတယ် ပထမအမျိုးသမီးဆိုရင်ငါးလုံးဝင်ပဲတုံးထုတ်လာမသိရတယ်နောက်အမျိုးသမီးတယောက်ကတယောက်ကိုလေကလည်းနာမည်ဘလူလင်းနိုင်အောင်တိုက်မင်းပေါ့ ဒုတိယအမျိုးသမီးကတော့ဆယ်လုံးနောက်ရှိမယ်ထင်တယ် သုံးလုံးဝင်တယ်အထုတ်ကြီးတထုံနဲ့အထုတ်သေးတထုံရတယ်နှလုံးကို အထုတ်ကြီးတထုံရတယ်သလုံးဆိုရင်အထုတ်သေးတထုံရတယ်မဆိုးပါဘူးတက်တက်ကြီးပိုက်ဆံနေဝေမဲ့အစားဂိန်းလေးလုတ်ပြီးတော့အစားအစာမျှဝေပေးနေတာပဲဖြစ်ပါလေဖုံးလေးနဲ့တယောက်ကရိုက်ထားပြီး အများသူငါကိုလည်းပေးကြည့်မျှဝေပေးနေတာပဲဖြစ်ပါလေ ရှင်ပြိုင်သူတွေကတော့တက်ကြီးလူငယ်မအပေးလပြိုင်ကြတယ်ဒီဂိမ်းတွေကလည်းမဆိုးပါဘူးဘောလုံးကြီးလိပ်ပြီးချိန်ခွက်ထဲဝင်အောင်လိပ်ရပါတယ်အတွင်းက၅တွင်းရှိတယ်ဘောလုံး၅လုံးပြီးသားတယ် အဖားကြီးလှိမ့်လိုက်တာနောက်ဆုံးတလုံးပဲဝင်ပါတယ်အတင်းငါးတွင်းမှာရမယ့်ပစ္စည်းနံပါတ်ရေးထားတယ်စီဘူးကြီးတဘူးရသွားပါတယ်ဝင်ရောက်အားပေးတဲ့လူတွေကလည်းအများကြီးပါပဲ။ နောက်အမျိုးသမီးတယောက်ကလည်းပထမထိလိုက်တဲ့ဘောလုံးကဝင်လွားပါလေနောက်လေးလုံးကတလုံးမှမဝင်တော့ပါဘူး ဘာထုတ်ပြီလဲတော့မသိဘူးသုံးတုပ်ရသွားပါတယ်ဒီတစ်ခါမှတော့အမျိုးသားတွေအလဲပါဒီဂိမ်းကတော့အရန်ကိုရှည်ရပြီးမလွယ်တဲ့ဂိမ်းလေးပါတိုင်းတဲ့တောင်ထောင်ထားပြီးနှစ်ဖူးနဲ့တိုက်ပြီးခုနှစ်ပတ်ရှစ်ပတ်လောက်ပတ်ပြီးတန်းခနဲ့ဘောလုံးကိုပြေးတန်ခိုင်းတာပါ ရှေ့မှာမိမိရမဲ့ပစ္စည်းရဲ့ရေအိုးခုနှလုံးကိုနှစ်တန်းဆင်ပြီးထပ်ထားပါတယ်တိတ်တော့မဝေးပါဘူးဒါပေမဲ့မူးနေတဲ့အချိန်နဲ့ဆိုတော့ပြေးပြီးကန်ရကန်ရမှာ ထိဖို့ခေရင်လာပါတယ် တယ်မတယောက်ကတော့ကန်လိုက်တာချားစီပါနဲ့တိတ်ဆူတော့ပြီးပါဒုတိယတယောက်ကတော့ တော်ကြီးကိုကြိုးစားကန်လိုက်တာရွှေပကံလုံးဖာကြီးရသွားခဲ့ပါတယ်ဒီဗီဒီယိုလေးတွေတင်ထားတဲ့သူကိုခရက်တစ်ပေးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမိမိတို့ရဲ့ရက်ရွာတွေမှာပြင်ပွဲလေးလုပ်လို့ရှင်ချမ်းမြေရေမောနိုင်ကြပါစေကျေးဇူးပါ